အခုမင်းတို့ငလီလောက်တာပဲကြီးလိုက်မာရဝိဇ္ဇာဗုဒ္ဓရုပ်ဘွားတော်ကြီးဘာမှမဖြစ်ဘူးနော်အဘကကြိုကြီးဦးမေအွန်လိုင်းထည့်ထားတဲ့မာရဝိဇ္ဇာဗုဒ္ဓရုပ်ဘွားတော်ကြီးပြိုသွားလားငလီရဲမှာပါလားရွှေတကုံပါလားအဘဦးတန်းကျွေတဲ့ဒါနဲ့ဥပန္နလာဒီဥပန္နတန်ဒီတာ ရွှေဘုံဘုံတို့ပါလားမင်းတကောရှိတဲ့ဘုရားတွေတော့မနေနိုင်တော့ဘူးမနေတော့ဘူးအဲ့ဒါမင်းတို့ရုံမာလို့မယုံမရှိနဲ့တော့လူဆိုတာသူတော်ကောင်းဆယ်ယောက်ပဲရှိပြီးတော့မှ သူရုံမှာအယောက်တစ်တောင်းရှိပြိုပြက်တာပဲဒါတော့တော့တော့တကယ်တော့တာခလာရှင်ကြီးလိုက်နေပြီးတော့တစ်မျိုးလုံးငလင်လို့တာအဘကယုံကြည်တဲ့မာရဝီစီရ တခြားတော့မလုပ်ဘူးအဘဥဒရွှေတဲတဲ့ဥပန္နသဏိတာဖျားငလင်လို့တဲ့ထဲမှာမပါဘူးနော်မန္တလေးမှာမဟာမြတ်မုနိဖျားကြီးရဲ့စိတ်ဘူးတော့ပြုတ်ကြတာပါလို့လေလူရောက်มาနေလို့များလို့စကိုင်းတိုင်းလူရောက်มาနေလို့များလို့ဒေါ်စုကြည်ရင်ရောင်းလိုက်လေမင်းတို့ဒေါ်စုကြည်ရင်အခုလေလံပြည့်တဲ့တော့ဘာလို့မှမဝယ်ဘူးဟမ် ဘဒူးမမဝယ်ဘူးဘာလို့လဲတိလားစူးကြည့်လို့ပဲထောင်တန်းနေချက်ကျုံနဲ့ထောင်တန်းဆန်ရမှာကြောက်လို့မင်းတို့စူးကြည့်ကိုချင်းအဲ့အိမ်နံပါတ်54ဝယ်မှာပေါ့ဟမ်ဝယ်မှာပေါ့အဲ့အိမ်ကိုမေစုရဲ့မေစုရဲ့ငါတို့မေစုရဲ့ငါတို့ဝယ်မယ်ဆိုဘ누구ဝယ်ရဲ့လေခုဝယ်ရစား ဝယ်ပြသမ်းမှာဝယ်ရလာတရားဝင်လေးလာတင်ထားတာမင်းတို့အမေစုကိုချစ်တယ်ဆိုမြန်မာနိုင်ငံမှာမင်းတို့အမေစုကိုမင်းတို့အရန်ချစ်ပါလေဆိုတဲ့ကောင်းနေဘယ်မှာလဲအခုဘာလို့မဝယ်ရတာလဲအမေစုအိမ်ကိုလေးလံတင်ထားတာဟမ်ဝယ်လေဝယ်ရလား